အခုတော့ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့သတင်းပေးပို့ချက်ကိုကြည့်အောင်ပါရေကော့ဝက်ဆိုင်ရဲ့သတင်းတော့ဒေါ်ရင်မင်းပေးပို့ထားပါတယ်ရေကော့ဝက်ကျင်းပမဲ့အနေမှာအကြောင်းမျိုးမျိုးကြောင့်မဲမပေးနိုင်သူတွေအတွက်မဲပေးပိုင်ခွင့်မဆုံးရှုံးရလေအောင်ကြိုတင်မဲကိုကမ္ဘာနိုင်ငံအသီးသီးမှာအသုံးပြုကြတာဖြစ်ပါတယ်ဗိုလ်တာတန်းအောင်မကြဆင်းအောင်လဲကြိုတင်မဲကအချက်တစ်ချက်ဖြစ်ပါဝင်ပါတယ်2010တုန်းကမြန်မာနိုင်ငံရွေးကောက်ပွဲမှာကျွတ်တင်မဲနဲ့ပတ်သက်ပြီးအငင်းပွားတဲ့ပြဿနာတွေပေါ်ပေါက်ခဲ့ပါတယ်။ဒီကျွတ်တင်မဲနဲ့ တ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ပြဿနာတွေအကြောင်းကိုစာရေးဆရာနဲ့နိုင်ငံရေးကိစ္စဆရာဖေမင်းကအခုလိုထောက်ပြထားပါဗျာ။ဟိုကြိုတင်မဲကိစ္စကတော့တော်တော်ကြဲကြဲလောင်ဖြစ်ပါတယ်ဒါပေမဲ့နေရာတိုင်းမှာကြိုတင်မဲတွေတုံသလားမတုံလားတော့မသိဘူးသို့သောတချို့နေရာတွေမှာတော့ကြိုတင်မဲတွေဒီအရေးအတွက်တော်တော်များများပြားပြားကြီးကိုဟိုဒီတုံးခဲ့တယ်ဆိုတဲ့အမျိုးသိရတယ်မဲရေအတွက်နေအချိန်ကြာမှာဘယ်ကရောက်လာမှမသိကြိုတင်မဲတွေအထုတ်လိုက်ရောက်လာတယ်စသဖြင့်ဒီလိုပြောတာဆိုတာတွေရှိပါတယ်ခင်ဗျအဲ့တော့အဲ့ဒီလိုနေရာတွေမှာတော့ဒါ ဒီအပြောင်းလဲဖြစ်သွားတာပေါ့နော်နိုင်ရမဲ့လူကမနိုင်မဲနဲ့နော်ဒီပဲစောစောပိုင်းကမဲသိမ့်မရှိတဲ့လူကနိုင်သွားတယ်ဒီလိုပြောစရာဆိုစရာတော့ရှိခဲ့ပါတယ်ခင်ဗျာ။ဒါကနိုင်ငံရွေးကောက်ပွဲမှာကြိုတင်မဲကိုမဲပေးသူရာဂိုင်တော့ရဲ့9ရာဂိုင်တော့အထိသာလက်ခံသွားမယ်လို့ပြည်သူ့ရွေးကောက်ပွဲကော်မရှင်ကပြောထားပါတယ်။ American ပြည်အောင်စုရွေးကောက်ပွဲသမိုင်းမှာတော့ကြိုတင်မဲကို30ရာဂိုင်တော့အထိကောက်ခံထားတဲ့မှတ်တမ်းတွေလည်းရှိပါတယ်။ဒီလိုပဲတခြားဒီမိုကရေစီနိုင်ငံတွေမှာလည်း9ရာဂိုင်တော့ထက်မြင့်တဲ့ကြိုတင်မဲတွေကောက်ခံတာရှိပါတယ်။ ဒါမဲ့အမေရိကန်နဲ့ခြားနိုင်ငံတွေမှာကြိုတင်မဲ့ကိစ္စကိုအငင်းပွားစရာမဖြစ်တာဟာရွေးကောက်ပွဲကော်မရှင်နဲ့ဒီကြိုတင်မဲ့ကောက်ခံတဲ့လုပ်ငန်းစဉ်တွေအပေါ်ကိုတန်လျာမရှိလို့ဖြစ်ပါတယ်မြန်မာနိုင်ငံကကြိုတင်မဲ့ကိစ္စမှာရောဒီလိုတွေတန်လျာကင်းကင်းဖြစ်နိုင်မှာမလားငါကတော့သူတို့လည်းပြောနေတာပဲကျွန်တော်တို့ဟာလာတကယ်တရားမျှတအောင်လွတ်လပ်အောင်လုပ်ပြီးမယ်အဲဘယ်ဘက်မှမလိုက်ဘူးဆိုပြီးတော့ဒီအဲ့ဒီအတွက်အစီအစဉ်နေတာပဲတို့တော်လည်းပဲသူတို့ကခုနလိုပေါ့နော် ဟိုအရင်တော့ကစစ်တပ်ကနေအနယ်ဝင်နေဖြစ်နေတဲ့အခါကျလူလူတွေမှာတန်တရားရှိတာပေါ့နော်အဲ့တော့ဟိုတန်တရားတော့ရှိတယ်တကယ်တကယ်လက်တွေ့လုပ်တဲ့အခါမှာတော့ဘယ်တော့မှမှန်ကန်လုပ်မလို့ဆိုတော့မပြောတာဘူးပေါ့နော်ချေကမဲဆန္ဒရှင်စင်းတွေကိုချိန်ညာတဲ့အခါမှာကြိုတင်မဲပေးသူတွေရဲ့စီရင်တွေကထုတ်ပြန်သွားမယ်လို့ပြည်သူ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။နေ့ကပါလဲဆိုတော့ခီးသွားမဲ့လူတွေကလျှက်ကျူလို့ဆန္ဒမဲပြီးတော့ခီးသွား။တော့ကပါလဲဆိုတော့လူကြီးဝင်တယ် စစ်တပ်ကလူတွေစစ်တပ်ကလူတွေရဲတွေရှိရဲတွေရဲ့ကျွတ်တယ်မဲစင်ဒီမှာရှိတယ်အဲ့တော့ခဲတို့ကတက်ကမဲစင်ရက်ကမဲစင်မှာအလုံးပါအဲ့ဒီမှာကျွတ်တယ်မဲစင်တို့လိုက်ကျန်နေမဲပေးရတယ် ပြောင်းလူရေကောက်ဘွယ်ကော်မရှင်အနေနဲ့ကြိုတင်မဲတွေကိုအဝေးဖမ်းမခံနိုင်ရအောင်တပ်ဆိုင်ဆောင်ဆောင်ရွက်သွားမယ်လို့ပြောထားပေမဲ့လည်းနိုင်ငံရေးပါတီတွေမဲဆန္ဒရှင်တွေကိုယ်စားလှယ်လောင်းတွေကဒီကြိုတင်မဲကိစ္စကိုဆောင်ရွက်တဲ့ဖြစ်စဉ်တစ်ခုလုံးကိုတန်လျာကင်းကင်းနဲ့လက်ခံနိုင်မှတာဖြစ်ပါတယ်။ဒီလိုမျိုးအငင်းပွားဖွယ်ရာတွေဖြစ်ခဲ့မဖြစ်ခဲ့ဆိုတာတော့ရေကောက်ဘွယ်ရလက်တွေထုတ်ပြန်နိုင်တဲ့အခါမှာပဲအတိအကျသိရမှာဖြစ်ပါတယ်။ကျွန်မရမင်းဦးပါရှင်။